အညောင်းဆွစ်ဇာလန်ရောက်နေပါလေဟုတ်ကဲ့ပါချင်းကထွက်ခဲ့သမျှကလို့အပေါင်းအသင်းတွေမပါဘူးပေါ့နော်ဒီခေါက်ကကြတော့အာနည်းနည်း experience group traveling လုပ်ချင်လို့ပေါ့နော်ဆိုတော့တကယ်ချင်းအသက်တွေလည်းရတယ်ချင်းမိုင်ကတောင်တန်းဒေသအရင်လှဆိုတော့ချင်းကတောင်တန်းအရင်ချစ်တယ်ဆိုတော့အရင်ပျော်တယ်ပေါ့နော်တောင်တန်းမမြတ်တော်တော်ကြာဘုံကတဘောကနဲ့ထိတွေ့ရတဲ့ခင်စားချက်ကြီးရသိမှာအရင်ပျော်ပါတယ်လေဘုံကအဆင်ပြေအောင်တို့လုံနိုင်တယ်တို့ပြင်ဆင်နိုင်တယ် Welcome to Metaphor Waterfall Yeah. ကဲဒီနေ့တော့အဲမက်ကပ်ဖောင်ကို ချင်းမိုင်ကနေပြီးတော့ဘိုင်းဘော်မှာသူတွေထိုင်းချင်းမိုင်ကိုရောက်နေပြီးတော့အဲအပေါ်မရှိလို့စုပြီးတော့သွားကြမဲ့သူတွေအချင်းချင်းသွားကြမှာပေါ့နော်ဆငယ်ချင်းအစ်စ်တီနဲ့မက်ကပ်ဖောင်မှာရှောက်လေကြမယ်တောင်တက်ခီးတွေသွားကြမယ်ရေတကုန်းတွေသွားကြမယ်အာငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်နော်ခဏနေကြအဲ့တော့မက်ကပ်ဖောင်ကို like ခဲ့ပြုံးနော်မပြီးနဲ့နော်ဒါကတော့ချင်းမိုင်မှာရှိတဲ့အာ Central Festival ရှေ့မှာကျွန်တော်တို့စုရက်လောက်ကြတာပေါ့နော် โอเคต่อจ้ะมั้ยโอเคครับไป let's go อ่าအခုဆိုတော့ရောက်ပါပြီ50လောက်ချက်တယ်ဒီမှာအထင်ကြီးရနေရာကအာဒီလမ်းကြားလို့ပဲသိရပါဘောနော်ဒါပေမဲ့လောလောဆယ်တော့ဘယ်နားမှာဘာတွေရှိလဲဆိုတော့မသိဘူးအာတွားကြည့်ကြမယ်ဒါကျွန်တော်ရဲ့မိတ်ဆွေတစ်တွေပါအာဒါကချင်းမိုင်မှာနေတဲ့ညီမလေးဒါကတော့ညီမလေးချမ်းအလုံးတိမှာပါဒါတော့အာရှန်လေး ်ချန်ချန်ဟိုဟာကျွန်တော်ငယ်ချင်းနဲ့တူရလေးလားဟုတ်လားအင်းသူ့တော့ပြအောင်မယ်အတော့ရော့ကာလေးတူဟုတ်လားဟုတ်ပါဘူးကဲသွားကြမယ်အခုကျွန်တော်သွားရောက်လေပတ်ခဲ့တဲ့မဲကဖောင်ရွာလေးအကြောင်းကိုအနေငယ်မိတ်ဆက်ပေးကြပါရစ်ဗျဒီမဲခပောင်ရွာလေးဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့ရဲ့အရှိတ်ကီလိုမီတာ90အကွာမှာတည်ရှိပြီးတော့ချင်းမိုင်ခရိုင်အတွင်းမှာတည်ရှိတဲ့ရွာငယ်လေးတစ်ရွာဖြစ်ပါတယ် အဲ့ဒီရွာလေးမှာဆိုလို့ရှိရင်လူဦးရေဟာ390ခန်းသာနေထိုင်ကြပါတယ်။အော်ခေါ်ဖို့ဟာကျွန်တော်တို့အခွဲတွေစွဲဒီကဘောမှာအဲ့လိုပြပြနေတယ်ဘူးလေလိုပဲတဲ့ရွာသူရွာသားတွေကတော့အဓိကစိုက်ပျိုးရေးကိုလုပ်ကင်ကြပြီးတော့လက်ဖက်ရည်ကော်ဖီဆန်စားတဲ့ဈေးကွက်အတွက်တံပိုးမြင့်အပင်တွေကိုစိုက်ပျိုးတဲ့ ထိုင်းတော်ဝင်စီမံကိန်းတွေတည်ရှိရာနေရာတစ်ခုတည်းဖြစ်တယ်ဗျ။ဒါကမိတ်ကဖောင်ရွာလေးပါ။ကျွန်တော်မှတငယ်ချင်းတွေအများကြီးရှိသွားပါ။မိတ်ကဖောင်ကလည်းဘာမှလည်းမရှိဘူး။ဒီကြလန်းကြားပဲရှိရ။ဆွစ်ဇာလန်လိုလိုဘာလိုလိုနဲ့လည်းမဟုတ်ပါအမှန်တော့ကျွန်တော်တို့ရွာကအဲ့ဒီရွာငယ်လေးကိုလာရောက်ကြတဲ့ခီးသွွားဧည့်သည်တွေအနေနဲ့မိသားစုအလိုက်လာရောက်နေထိုင်ရင်းနဲ့အပန်းဖြေနိုင်ဖို့အတွက်ရွာငယ်လေးအတွင်းမှာရှိတဲ့ကောက်ပဲသီးနှံစိုက်ပျိုးတာတွေတရိษံထိန်းချောင်းတာတွေ ဝါခုတ်တာတွေစတဲ့နေစဉ်တောင်ပေါ်ဓလိလူနေမှုဘဝတွေကိုကြီးရှုရင်းနဲ့အပန်းဖြေနိုင်မှာပါပြီးလို့ရှိရင်အဲ့ဒီရွာငယ်လေးမှာ နိုင်ငံတော်တပ်အားလိုင်းကိုတင်ပို့တဲ့ပမာဏ40ကီလိုဝက်တန်ရှိတဲ့ ရေအားလျက်စစ်ဓာတ်အားပေးစက်ယုံငယ်လေးတစ်ခုလည်းရှိပါတယ်ဗျအခုကျွန်တော်တို့အဖွဲ့ဒီအမက်ကဖောင်မှာရှိတဲ့ရေတကွန်ရောက်နေပါတော့နော်အာရေတကွန်နေရာတော့တကယ်မိုက်တယ်ကဲအဖွဲ့သားတွေကအခုအလားတပုံညိုက်နေကြတယ်လောကဘောရမလို့နော်ကိုတို့တခုဖြစ်ဖို့အောင်မလွယ်ဘူးအစင်းစင်းဟာဟိုကနေငွေချင်းနေနဲ့ သွားတာတကယ်ပြောစရာကောင်းတယ်နော် Welcome to Make a Waterfall Okay အာတကယ်တော့မဲ့ကဖောင်ကထွေထွေထူးထူးဘာမှတိတ်မရှိဘူးအာလေစရာပတ်စရာလည်းတိတ်မရှိဘူးအာလာရတာတခုပဲပေါ့နော်ဒါပေမဲ့ဒီလိုမျိုးသဘာဝအဲရှူပင်လေးတွေနည်းနည်းပါးပါးကြည့်လို့ရမယ် ဒါလောက်ပါပဲအခုတော့ဒီမဲ့အာမက်ကဖောင်ဝါတာဖောစိုင်းပုံနာရောက်ပြီရေတံခွန်ကတော့ခုနာလေးမှာအဲခုနာလေးမှာနာပတ်ချိမယ်ဟမ်ဒါပေမဲ့ရွာတွေဝင်ရောက်တဲ့လမ်းကတော့အနှဲငယ်မတ်ဆောက်ပြီးတော့အကွေအောက်တွေများပြီးချင်းမြောင်းတဲ့အတွက်ကြောင့်ရင်ငယ်တွေအတွက်သာသွားလာဖို့အဆင်ပြေပါတယ်။ဒါပေမဲ့လည်းလမ်းတိုင်းကတော့တကယ်ကိုကောင်းပြီးတော့အဆင်မီပါတယ်ဗျ။ဘလောက်ပဲငယ်လို့မဲ့ကပောင်လာခြင်းနဲ့ဆိုရင်တော့ချင်းမှန်ရောက်ရင်တော့အဲလာကူလာရမယ့်အထဲမှာတော့ပါတာပေါ့နော်။ ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်ဒါမှမဟုတ်ဟိုလိုမျိုးကြီးထွေထွေထူးထူးကြီးတော့ရှိမနေဘူးအရင်လှတဲ့အထဲမှာလည်းမပါဘူးပေါ့နော်ဟောဒီတကွန်ရောက်ပါပြီဒါပဲဒီတကွန်ကလည်းဘယ်နာမရိုက်မှာလဲအော်မတ်ဓာတ်ပုံရိုက်လှရလေဒီကောင်မလေးရိုက်ပြီးနေရဲ့ဒီကောင်ကြီးဟမ် ကံ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 အသက်ကြီးတဲ့သူတွေတော်တော်များများကိုသူတို့ဘဝမှာဘယ်လိုအရာတွေကနောင်တအရဆုံးလဲလို့မေးမြန်းလိုက်တဲ့အခါမှာငယ်ရွယ်စဉ်ဘဝမှာကိုယ်လုံးကျင်နာတွေကိုမလုံးခဲ့ရတာ နောင်တအရဆုံးပါပဲလို့ဖြေလေးရှိကြမှာပါဘဝရဲ့နောက်ဆုံးအချိန်တွေမှာ နောင်တကင်းကင်းနဲ့ဖြတ်တန်းကျင်ပါလေဆိုရင်တော့ကိုကိုကိုအာယုံဆိုင်ပြီးတော့ကိုလုံးကျင်နာတွေကိုဖြစ်ကျင်နာတွေကိုပဝန်းကျင်ကိုဂယုမဆိုင်ပဲနဲ့ပြုမှုဆောင်ရွက်သွားဖို့တော့အကြံပေးပါရစီနော် ဒါကြောင့်ငယ်ရွယ်စဉ်မှာပတ်ဆိုင်ရှာပါငယ်ရွယ်စဉ်မှာခရီးတွေသွားပါငယ်ရွယ်စဉ်မှာတငယ်ချင်းတွေနဲ့အတူတူဘဝရဲ့အကောင်းဆုံးအချိန်တွေကိုပျော်ရွှင်စွာဖြတ်တန်းပါမနှက်ဖြန်းဆိုတာမတိကြတာဖြစ်တဲ့အတွက်ကြောင့်တည်ကြတဲ့ယခုအချိန်လေးကိုအကောင်းဆုံးအသုံးချပြီးတော့တန်ဖိုးရှိစွာဖြတ်တန်းလိုက်ပါနော်ကိုတငယ်ချင်းတွေနဲ့ကော်ဖီဆိုင်လေးကိုဝင်လိုက်ပါအောင်မယ်ဒါကတော့ အာမက်ကပောင်ရွာလေးကိုပဲမြင်ရမယ့် view လေးပေါ့နော်ဒီ coffee stand ကြီးကတော့ကျွန်တော်ဘဝမှာအကြိုက်ဆုံးကဒီလိုမျိုးတောင်ပေါ်ဒေသတွေသွားတဲ့အခါကျရင် coffee stand မျိုးဝင်ရတာအကြိုက်ဆုံးပါဘာလို့လဲဆိုတော့သူက view ကောင်းတယ်လူတွေအများကြီးတယ်ဗျအကားကြီးကြောက်လို့ဒါကဒီ coffee stand လေးကနေပြီးတော့ကျွန်တော်တို့ရွာ view လေးကိုကြည့်မယ်

တောတောင်တဘာဝကိုလည်းခံစားရတယ်ပေါ့နော်။သူပါ။ဒီဘက်မှာနေကြရဆိုတော့တေးငန်တိုင်းဒီလေဒီမှာတဘာဝဆိုတာတိတ်မရှိဘူး။အဲ့တော့ဒီဘက်ကိုချင်းပိုင်ရောက်လာတဲ့အချိန်မှာဘဝတဘာဝနဲ့ထိတွေ့ရတဲ့ခံစားချက်ကြီးပြသိမှာအရင်ပြောပါရဲ။ဟယ်လိုမင်္ဂလာပါ။ဟုတ်ကဲ့ပါ။ချင်းကထွက်ခဲ့သမျှကလို့အပေါင်းအသင်းတွေမပါဘူးပေါ့နော်။အမြဲတမ်းအဲ့လိုမျိုး ကွက်ကိုနဲ့သွားကွက်ကိုကွက်ကိုသွားတယ်ဆိုတော့ဒီခေါက်ကကြတော့အာနည်းနည်း experience group traveling လုပ်ချင်လို့ပေါ့နော်ဆိုတော့တကယ်ချင်းတစ်တည်လည်းရတယ်အတကယ်ချင်းတစ်တည်ရတဲ့ခါမှာတောင်နဲ့တယောက်အဲ့လိုမျိုးအာကုညီဆောင်ရှောက်ဖေးမာတာပြီးတော့စိတ်တူတာမတူတာအဲ့အလေးတွေသိရတယ်ဆိုတော့အဲ့အရာတွေကအများကြီး experience ရတယ်ပြီးတော့အခုကချင်းမိုင်ကတောင်တန်းဒေသရင်းလှဆိုချင်းကတောင်တန်းရင်းချစ်တယ်ဆိုတော့အရင်ပျော်တယ်ပေါ့နော်တောင်တန်းမမြတော်တော်ကြာပြီတော်တော်ကြာပြီဆိုတော့ အများကြီးအများကြီး experience လေးရရပျော်လဲပျော်ရနောက်တစ်ခါပင်လဲပင်မန်းနေเนาะတောင်နေတက်ရတယ်ခါးရညောင်းနေဆိုင်ငယ်စီးရတာပြီးအန်ဒီလဲများတယ်ဒါပေမဲ့ adventure လုပ်ချင်တယ် adventure တိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးဒါ experience ကတော့လုံးဝ memory တစ်ခုအနေနဲ့ရရတယ်ပေါ့เนาะဆိုတော့အရင်ပျော်ပါတယ်ဟုတ်ကဲ့ပါနောက်လဲတူတူ join ကြမယ်เนาะတူတူ join ကြပါမယ်ဒီဘက်ကကျတော့อืมအရင် fresh ဖြစ်တယ် ်ပြီးရင်ဆိုအရန်တန့်ရှင်တယ်အဲ့ဒါတော့အဲ့ဒါတော့အရန်မိုက်တယ်ဟုတ်ကဲ့နော်ပြီးရင်တဘာဝအလားတွေလည်းလာပါတယ်မြန်မာနိုင်ငံမှာလည်းပို့လာပါတယ်လို့ဟုတ်ကဲ့ပါကိုရီးနိုင်ငံမှာလည်းဒီလိုမျိုးတဘာဝတွေအများကြီးရှိပါတယ်ဒါပေမဲ့သူများနိုင်ငံကဟိုတကယ်ကိုအထွတ်ရှင်ဖြစ်အောင်လုပ်နိုင်တယ်ကောနော်ဥမာဒီဒီမှာလာတယ်ဆိုရင်တကယ်ဒါရွာလေးတတီလေးပဲလေနော်ကိုရီးနဲ့မချမ်းမှာပါဒါပေမဲ့သူများတွေ သူတို့ရဲ့ရွာလေးကိုနေရာဒေသလေးတွေတကယ်ကိုလုံးဝ foreigner တွေကိုလုံးဝ attraction ဖြစ်အောင်တို့လုပ်နိုင်တယ်တို့ပြင်ဆင်နိုင်တယ်အစားတောက်တွေဆိုလည်းလုံးဝဟိုစားချင်းစုပ်ဖွဲ့လေးတွေပေါ့အဲတို့ site တွေဆိုလည်းအကုန်လုံးခင်းချင်းပြတ်တနိုင်တယ်လေအဲတခုခွာသွားပေါ့ပြီးတော့အဓိကလမ်းပန်းအဲအရင်ကောင်းတယ်တို့လမ်းလေးပါရတာဒီနေ့အတွက်အားလုံးကိုကျေးဇူးပါဘိုင်ဘိုင်ဟုတ်ပါတယ်။ကျွန်တော်ကော်ဖီကမ်းလေးလာပြီးပြည့်။ No, no, no. Welcome <laughs> <laughs>